ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့เนาะမွေးဗရိတ်ကလေးတစ်ခုပဲအောင်ခဲ့တယ်ဗောနော်မွေးဗရိတ်ထိုးတဲ့လူတွေကတော့အူဖြားဖြားပဲဈေးဥပောက်သွားတယ်ဒါပေမဲ့မွေးဗရိတ်ထိုးတဲ့လူတွေကသူကတင်းတင်းထိုးရကြတော့သူကအရင်ဆုံးဈေးဥပောက်လိုက်တဲ့အခါကျတော့သူကတိတ်ဘိုးဝင်မချဘူးဗောနော်တရက်နေ့နောက်နေမှာမွေးဗရိတ်ကထွက်ရင်သူတို့ပိုရတယ်ဆိုပြီးတော့လာပြောတယ်ဗောနော်ကျန်တာတွေကတော့ကျွန်တော်အနေနဲ့အဖွင့်မလှခဲ့ပါအောင်ဗျာเนาะကျန်တာတွေကတော့ကြီးထိတ်လည်းပြတ်ပါတယ်ကြီးလည်းပြတ်ပါတယ်ဗျာเนาะ ကဲအဲ့တော့ကျွန်တော်တို့20လေးပဲစလိုက်ကြအောင်20ကိုကျွန်တော်ဘယ်အစားမလဲဆိုတဲ့အခါကျတော့ဒါမို့မင်းအဲ့တော့ကျွန်တော်တို့38 2400နဲ့စအောင်38 2400 2369 2369နှစ်ခွန်83နှစ်ခွန်83ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင် ကျွန်တော်တို့ကလမ်းတည်မောင်းအဲ့တော့ကျွန်တော်တို့ဒီ2နဲ့6နဲ့ပေါင်းတော့1 1နဲ့3နဲ့ပေါင်းတော့4 4ရဲ့နှက်ခတ်က2 2ရဲ့ပါဝါခွန်4နှစ်ခွန်ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ကိုကိုတဲ့မအောင်ပါဘူး6ခွန်နဲ့6ခွန်မှာတော့ကျွန်တော်တို့ခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ နော်6ခွန်မှာကျွန်တော်တို့ခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်နောက်တစ်ပြန်တွက်ပါမယ်95ခွန်ခွန်4 4 3 9 6 4 8 4 8 8ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်9ရက်8နဲ့ပေါင်းတော့9 9နဲ့8နဲ့ပေါင်းတော့3 3ရက်နှစ်ခက်က9 9ရက်ပါပါ3ည3 9 3ညဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ 63နဲ့63မှာကျွန်တော်တို့3တုံးထိပြီးအောင်ခဲ့ပါတယ်99 99တဲ့99မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကျွန်တော်တို့ပြန်တွက်ပါမယ်တရှိတတိတရှိတတိကိုလေး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 လေးကိုခွန်လေးလေးကိုခွန်လေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ် ဲ့ဒါကိုတွက်မယ်ဆိုရင်1နဲ့4နဲ့ပေါင်းတော့5 5နဲ့4နဲ့ပေါင်းတော့6ကိုရနခက6 6ရပါတဲ့961ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထိရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာထွက်သွားတယ်ကြည့်လိုက်ရအောင်နှစ်သုံးနှစ်သုံးနဲ့နှစ်သုံးမှာမအောင်ခဲ့ပါဘူး63နဲ့63မှာတော့6ဒုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်အမျိုးတို့ အဲ့ပြောကြောင်းနောက်တစ်ပြင်တွက်ပါမယ်2943ညနရကာတရှိတခွန်တရှိတခွန်4999ခွန်9ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့4နဲ့9နဲ့ပေါင်းတော့1 1နဲ့9နဲ့ပေါင်းတော့3ည3ည2ခက်က9 9ရဲ့ပါဝါ1 ့3ညခွန်2ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့3ညရှေ့တဲ့3ညရှေ့မှာ3ညသလုံးထိပြီးအောင်ခဲ့ပါတယ်63နဲ့63မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြောင်းတက်ပါမယ်တေတေ3 3ည9တေ9 15 3 5 4 3 5 လေးတည်းဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်3နဲ့5နဲ့ပေါင်း8 1နဲ့ပေါင်းတော့9ကိုရနခက6 6ရဲ့ပါဝါ1 6 6 1ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့ခါကျတော့2 9တဲ့2 9မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်18တဲ့18မှာလည်းကျွန်တော်တို့1တလုံးထိပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြောင်းတွက်ပါမယ် သုံး6ရှစ်ရှစ်3 6 8 8 3 6 8 8ပညာ6နှစ်5ပညာ6နှစ်5ရှင်း5 3ခွန်းရှင်း5 3ခွန်းဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ရှင်းနဲ့5နဲ့ပေါင်းတော့3ခွန်းနဲ့ပေါင်းတော့3ည3ညရဲ့နှစ်ခက်ကခွန်းခွန်းရဲ့ပါဝါ2 3ည9ဆိုတော့ကြီး3လုံးဒီဘက်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့၄၃ညတဲ့၄၃ညမှာ၃ညတစ်လုံးထိပ်ပြီးအောင်ခဲ့ပါတယ် 33နဲ့33မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ။ကဲနောက်တစ်ပြင်တွေ့ပါမယ်။6043 9963ည9963ည7386 7386ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်။အဲ့ဒါကိုတွက်မယ်ဆိုရင် လေးနဲ့၃ညနဲ့ပေါင်းတော့၄၆နဲ့ပေါင်းတော့၃ည၃ညရဲ့နှစ်ခါကခွန်ခွန်ရဲ့ပါဝါ2၃ည9ဆိုတော့ကြီး၃လုံးပဲဒီပြင်မှာထပ်ထွက်ရအောင်မဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့၃၃ညတဲ့၃၃ညမှာ၃ညတလုံးထိပြီးအောင်ခဲ့သလို2 3တဲ့2 3မှာလည်း2တလုံးထိပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြင်တော့တွေ့ပါမယ်၆၅၃ည၁၆၅၃ည၁ သုံးညာခွန်ကိုနှစ်သုံးညာ3 8သုံးညာ3 8ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်သုံးညာနဲ့နှစ်နဲ့ပေါင်းတော့နှစ်နဲ့တင်းနဲ့ပေါင်းတော့3သုံးရနှစ်ခက်က9 9ရပါပါ3ည3 9 3ညဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားတဲ့ဆိုတဲ့ခါကျတော့3ခွန်နဲ့3ခွန်မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်ရှစ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 ်တဲ့ရှစ်ရှစ်မှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျ

မပြတ်ဘူးဆိုရင်တော့အင်္ဂါနေ့အတွက်ကီးဖြစ်ပါတယ်တဲ့နော်အဲ့တော့ကျွန်တော်တို့ကီးထိတ်နဲ့ကျွန်တော်တို့စဉ်းစားအောင်ကီးထိတ်မနေ့ဖငါအတွက်ကီးထိတ်ကကျွန်တော်တို့မနေ့ဖငါအတွက်ကီးထိတ်ကကျွန်တော်တို့ဗာရတဲ့ဆိုတဲ့အခါကျတော့2 4 6ဖြစ်ပါတယ်တဲ့နေ့4 6ဖြစ်ပါတယ်တဲ့ကီးယိုယိုကကျွန်တော်တို့ 69လေးဖြစ်ပါတယ်တဲ့69လေးဖြစ်ပါတယ်တကယ်အဲ့တော့ကျွန်တော်တို့ဒါလေးတွေကိုဒီတိုင်းပဲကျွန်တော်ကတ်မယ်ပြာเนาะ26 29 24ဒီ6လေးကိုလေးလေး၄၄၆ကို6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  ကိုလေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့မှာကိုလေးလေးကိုဆိုတော့အတူတူပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာပြန်ပြီးကြည့်ပါမယ်ဒီနေရာမှာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ break ကတော့ခဏခဏပြန်နေရတဲ့ကျွန်တော်အဲ့ break ကိုကျွန်တော်မသုံးပါဒီကနေ့နော်အဲ့တော့ကျွန်တော်တို့ဘာဘာရှိသလဲဆိုတဲ့အခါကျွန်တော်ရဲ့မူတီကတ်ယူထားတဲ့လူတွေတည်တယ်အဲ့တော့အလဲနှလုံးအဲ့ဒီလိုတူပြီးဆိုရင်တဲ့တိချောက်တပြားကတဲ့ ီတရက်နှစ်ရက်အတွင်းမှာထွက်ရမယ်တဲ့မနေ့ဒီအင်္ဂါနေ့မှာထွက်ရတယ်မထွက်ရင်အနေဆုံးဘရူးနေ့မှာကျွန်တော်တိချောက်တပြားထွက်ရမယ်နော်တင်းနေလာနေမှာတိချောက်တပြားလည်းဆွဲသွားတယ်နော်အဲ့တော့တိချောက်တပြားကဒီအင်္ဂါဘရူးမပြန်ဆွဲရအောင်မယ်တဲ့နောက်တစ်ခါကျတော့ကျွန်တော်တို့အလဲနှလုံးပူးခဲ့ရင်တဲ့အလဲနှလုံးပူးခဲ့ရင်3 8 4ဆိုတဲ့ပရိတ်ကလည်းနှစ်ရက်သုံးရက်အတွင်းမှာကျွန်တော်တို့ထွက်ရမယ်တဲ့နော်တိချောက်တပြားတို့နှစ်ရက်အတွင်းမှာထွက်ရမယ် ့38တလေးကတော့2ရက်3ရက်တွေမှာထွက်ရမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဓာတ်နဲ့ပဲကတ်ပြီးတော့ကစားလိုက်မယ်အဲ့တော့ကျွန်တော်တို့2ရက်အတွင်းမှာကျွန်တော်တို့တစ်ချောက်တစ်လုံးเนาะ2ရက်အ2ရက်3ရက်အတွင်းမှာကျွန်တော်တို့38 break စင်ရမယ်အဲ့တော့38 break နဲ့ကျွန်တော်တို့ယူလိုက်မယ်ဆိုရင်ဒီမှာ26 29 လေးကိုမကိုလေးရတော့ပါပြီးသားဖြစ်တယ်တော့မထည့်တော့เนาะအဲ့တော့ကောင်းပြီကျွန်တော်တို့ကဒီမှာဟုတ်ကဲ့နင်းအောင်လေးအနီးနဲ့ပြောင်းပေးလိုက်မယ်เนาะနှစ်ချောင်းနှစ်ကိုလေးကိုဆိုတာရှိတယ်အဲ့တော့တစ်ချောင်းတပြားကလည်းထိရမယ်ဆိုရင် ကျွန်တော်တို့အကောင်းဆုံးကနှစ်ချောင်းပဲဖြစ်တယ်เนาะကျန်တဲ့နှစ်ကိုရဲ့လေးကိုရဲ့အဲ့တော့ဒီမှာကျွန်တော်တို့ဟိုဟာရှိတယ်ပေါ့เนาะပြိတ်နဲ့ဆိုက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 ိုလည်းပါတယ်နောက်လေးလေးလည်းပါတယ်เนาะဒါပေမဲ့အဲ့အပူတွေကိုတော့ကြာရင်လည်းထည့်ပေါ့เนาะ ဲ့တော့ကျွန်တော်တို့အကြိုက်ဆုံးကကျွန်တော်မနေ့ဖက်ကတွက်က26အကြိုက်ဆုံးဖြစ်ပါတယ်29ရယ်49ရယ်ကိုကိုလေးလေးပေါ့နော်ကိုကိုလေးလေးကကိုကိုရယ်လေးလေးရယ်ဒါလေးတွေကတော့ကျွန်တော်တို့အရန်အနေနဲ့ကျွန်တော်တို့ထည့်ပါမယ်အဓိကကတော့26ကိုပဲကျွန်တော်အကြိုက်ဆုံးအနေနဲ့ကစားပါမယ်ဘာဖြစ်လို့26ကိုကျွန်တော်အကြိုက်ဆုံးထပ်ပြီးပြောကျင်သေးတယ်ဆိုရင်ကျွန်တော်တို့ မနေ့ကပေးထားတဲ့တန်းလေးရှိပါတယ်เนาะအဲ့ဒီမှာကျွန်တော်တို့ပြန်ကြည့်ရင်2 6ဆိုတာဒီမှာ2ဒီမှာ6 2 6ဆိုတာလည်းရှိသလို4 6ဒီမှာ4ဒီမှာ6 4 6ဆိုတာလည်းရှိတယ်နောက်တစ်ခါကျတော့4 4ဘူးကလည်းရှိတယ်เนาะအဲ့ဒီ6 6ဘူးနဲ့ဆိုင်4 4ဘူးရှိတယ်เนาะအဲ့တော့ကျွန်တော်တို့ခုနပေးထားတဲ့ကဏန်းလေးတွေကကျွန်တော်အနေနဲ့တော့အကြိုက်တယ်အမျိုးတို့အနေနဲ့တော့အကြိုက်တွင်ယူပါအကြိုက်မတူဘူးဆိုရင်လည်းကြိုက်သလိုကစားပါเนาะ ကီးထိတ်ကိုပဲယူကစားကစားကီးကိုပဲယူကစားကစားဘရိတ်ကိုပဲယူကစားကစားကြိုက်တယ်လို့ယူကစားပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျာနော်ဟိုဘရိတ်လိုင်းကတော့ခဏခဏပြန်နေတဲ့ကျွန်တော်ဘရိတ်လိုင်းကိုအစ်တစ်ထက်ရှာပါအောင်မယ်ဗျာကျွန်တော်လည်းတခြားစာဝင်နေရေးအတွက်စီးပွားရေးလုပ်လို့ရတယ်ရှိနေရခါကျတော့ကျွန်တော်ခဏန်းတွေကိုတိတ်မရှာနိုင်ဘူးပေါ့နော်ကျွန်တော်တို့ကရှာပြိုင်နေတဲ့ကျွန်တော်ကလောဘကြီးရခဏန်းရှာရင်ဟို ဒီငါဆက်ကွက်လောက်မှန်တဲ့ကနန်းဟိုနီးမျိုးကိုကျွန်တော်မကြိုက်ဘူးအ ਨੇ ဆုံးအပင်ရှည်ကြီးတွေမှန်မှကျွန်တော်လက်တင်ခံတဲ့လူမျိုးဖြစ်တဲ့အတွက်အပင်ရှည်ကြီးတွေရှာရတဲ့ခါမှာအမြဲတမ်းပင်ပန်းပါလေဗျာနော်ကဲအဲ့တော့ကျွန်တော်ရဲ့တင်ဆက်မှုတွေကတော့ဒီကနေ့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတင်နေပငါမှာအဖွင့်လာလာအဲနေမရခဲ့ပေမဲ့ကျွန်တော်တို့အင်ကာနေ့မှာတော့ တကယ်ကိုတင်ကွက်ကောင်းကောင်းလေးတွေနဲ့အားလုံးအောင်မြင်နိုင်ကြပါစေလို့ဆုတောင်းပြီးဒီကနေ့ဗီဒီယိုဖိုင်တွေကိုကျွန်တော်ဒီမှာနေမဲ့အဆုံးတက်လိုက်ပါတယ်ဗျာ။